ရုရှားသမ္မတဗလာဒီမာပူတင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီတို့ထိပ်သီးဆွေးနွေးပွဲဟာဖြစ်နိုင်ပေမဲ့ဥတီချက်လမ်းကြောင်းအမျိုးမျိုးတခြားကိုယ်စားလှယ်အဖွဲ့တွေကြားဆွေးနွေးမှုရလဒ်အဖြစ်သာဖြစ်လာမယ်လို့ရုရှားသမ္မတနန်းတော်ပြောခွင့်ရကမေလ28ရက်နေ့မှာပြောခဲ့ပါတယ်။ ရုရှား၊အမေရိကန်နဲ့ယူကရိန်းသမ္မတတို့ကြားတွေ့ဆုံမှုဖြစ်ပေါ်လာနိုင်ခြေရှိမရှိမေးမြန်းတာမှာရုရှားကယက်တီချက်ကိုမပြောင်းဘူးလို့ခရမလင်နန်းတော်ပြောခွင့်ရဒမစ်ထရီဖဲဂို့စ်ကပြောခဲ့ပါဗျာ။ ထိပ်သီးအစည်းအဝေးတရက်ကိုကိုယ်စားလှယ်အဖွဲ့တွေကသဘောတူထားတဲ့တရားအစီအစဉ်တွေနဲ့ရှေ့ဆက်ရမယ်လို့လည်းသူကဆက်ပြောပါရယ်။ထရန့်နဲ့ပူတင်တို့သုံးနိုင်ငံတွေ့ဆုံပွဲအတွက်အဆင်သင့်ဖြစ်နေပြီလို့ဇလန်စကီကမေလ28ရက်နေ့မှာပြောခဲ့ပါရယ်။နောက်တစ်ကြိမ်တိုက်ရိုက်ဆွေးနွေးပွဲကျင်းပမယ့်နေရာကိုဆုံးဖြတ်ချက်မချရသေးပေမဲ့အဲ့ဒီနေရာဟာနှစ်ဖက်စလုံးနဲ့ကိုက်ညီတင်တယ်လို့ဖဲကိုစ်ကပြောခဲ့ပါရယ်။အစောပိုင်းကရုရှားနိုင်ငံသားရဲ့ဝင်ကြီးစာကီလာရော့ဖ်ကဗာတီကန်မှာဆွေးနွေးပွဲကျင်းပမယ့်စိတ်ကူးကိုပယ်ချခဲ့ပါသေးတယ်ရှင်။